စစ်ပွဲတွေကိုဒီရန်လာရဲဆိုတော့ဟိုပါဇက်ကသာပြောရပေါ့နော်ဒီပြည်သူလူထုရှိတဲ့နေရာကိုနေ့စဉ်ရစ်ဆက်ဖို့ဗျာအဲလှုပ်ဆောင်နေတဲ့ဟာကဒီလူတွေကလုံးဝစာနာစိတ်ရှိတဲ့သူတွေမဟုတ်ဘူးကျွန်တော်တို့ကိုကာကွယ်ပေးနိုင်မယ်ဘယ်သူမှမရှိတဲ့အတွက်အဲကျွန်တော်တို့ကိုဘယ်ကျွန်တော်တို့ကာကွယ်ပြီးတော့နေရမယ် မြောင်နိုင်ကတကြံခရင်းရဲ့ကြီးမာတော့မှအဲဒုံးကျဲတိုက်ခိုက်တာပဲပေါ့နော်ပြည်သူလူထုအဲ့တော့သူ့လိုဒီလိုမျိုးမြန်မာလူမျိုးတွေရဲ့အရေးကြီးတဲ့အခါကြီးချက်ကြီးမျိုးတွေမှာတော့ဒီလူကမရှောင်ကဲဘူးဆိုရင်အဲဒီထက်မကတဲ့လောက်ရက်မျိုးတွေတောင်မှသူကလုံနိုင်နေလို့ကျွန်တော်ပြည်သူတယောက်အနေနဲ့ပို့ပြီးတော့တွေးမိပါတယ်။ဘာလို့လဲဆိုရင်တဲ့ ကလေးတငယ်တွေနဲ့ကိုဝင်ဆောင်မိပါတွေမိကလေးကိုကကွင်းဆောင်လူရှိတဲ့နေရာတွေမှာပဲအဲဆစ်ဆောင်စခန်းမျိုးပဲတိတက်ယူပြီးတော့ဘုံကျဲနေရတယ်အဲညားလာတဲ့အတွက်ဒီလူကပီတူလူတို့ကိုပဲ ኡ တီပြီးတော့အဲတိုက်ပွဲနေရာတွေမရှိဘဲနဲ့ပီတူလူတို့ကိုပဲ ኡ တီပြီးတော့စစ်တပ်ကဘုံကျဲနေရလို့ပဲကျွန်တော်ကမြင်ပါတယ်ခင်ဗျကုလပါတော်တို့မှလည်းရင်းနဲ့ပေါင်းပြန်ကျဲဆိုပြီးသူအေယွာသားတဲ့အများကြီးအမဒီတောက်ခ အများကြီးရောက်ကုန်ပြီချိုးလူတွေအိုအင်ဆိုဖီရော့မာဒီပေးဒီပေးဆောင်တဲ့နေရာကောကတရရဘောတော်တော်တခြားရွာမှာထွက်သွားရတယ်ရူဒက်စီဒီဂျိုင်းမြေတကရွာတဲ့ဆိုဆိုရင်အတော်တော့မှာတောက်ကတဲ့တိကောင်ပြီအခုအဓိကတော့သူတို့လုံနေကြပုံစံအတိုင်းပဲလောစဲဒီလက်ရှိငလင်ဘေးရောက်ခံစားတဲ့ပြည်သူတွေကိုကူညီဖို့အတွက်စစ်ပွဲတွေကိုဒီရန်နာရဲဆိုတော့ ဟိုပါဇက်ကတာပြောရပေါ့နော်ဟိုအကုန်လုံးနဲ့တိတဲ့အတိုင်းပဲဒီကျွန်တော်တို့မြန်မာနိုင်ငံတခြားပေါ့နော်ကျွန်တော်တို့ခုလုံးဒီဂျမ်ဘက်စကောင်စီဟာလီနဲ့ဘုံကျဲတယ်လီနဲ့ဒီပြည်သူလူထုရှိတဲ့နေရာကိုနေ့စဉ်ရဆက်ပေါ့ဗျာအလုံဆောင်နေတဲ့ဟာကအဲဘယ်လိုပြောမလဲဒီလူတွေကလုံးဝအဲစာနာစိတ်ရှိတဲ့သူတွေမဟုတ်ဘူးမြန်မာနိုင်ငံက ဘလောက်ပဲအာဆီယံနဲ့တွေ့ပြီးပြီးစကားစကားအပြည့်ရလိုက်ပါမယ်လို့ဘလောက်ပဲသူတို့ဘက်ကပြောနေပါစေအုံးင်းတော့တမောကဘေးတင်နေတဲ့ချိန်မှာတော့မှဒီမီးအွန်လိုင်းကကျွန်တော်တို့ကိုအမ်ဘုံကျဲတိုက်ခိုက်ခဲ့တာတွေအများကြီးပဲရှိတယ်ကျွန်တော်တို့ပြည်သူလူထုတွေကလေးတငယ်တွေနဲ့ဒီလူတကြီးဝယ်အိုတွေတကယ်တကယ်ပြည်သူတွေနေထိုင်နေနေရာတွေဆစ်ဆောင်စခန်းတွေကိုမှသူတို့ဘုံကျဲတိုက်ခိုက်ခဲ့ရတယ်အချိန်မောင်မြောင်ရာဆိုတော့လုခဲ့ရတယ်အများကြီးရှိပါတယ်အဲ့တော့ပြီး လုံးဝဒီနိုင်ငံရဲ့နိုင်ငံရဲ့ပြည်သူလူထုမျက်နှာကိုမှမထောက်ဘူးသူတို့လှုပ်ချင်ရင်ဘယ်လိုပဲပါဆက်ပဲပြောပြောပေါ့နော်ပါဆက်နဲ့ပဲဇာဝဲထုတ်ထုတ်ပါဆက်နဲ့ပြောပြောသူတို့လှုပ်ချင်ရင်တော့အချိန်မရွေးပြည်သူလူထုကိုဖိနှိပ်ဖို့အများနဲ့အစစ်သေးစိတ်လေဆိုတော့ပြောက်တွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့ပါကျွန်တော်တို့ကိုကျွန်တော်တို့ကာကွယ်နိုင်ဖို့ကပြည်သူတို့တယောက်ချင်းစီကကိုယ့်ကိုတည်နိုင်ကြလားကာကွယ်ထားရပါမင်းကျွန်တော်တို့ကိုကာကွယ်ပေးနိုင်မယ်ဘယ်သူမှမရှိတဲ့အတွက် အဲကျွန်တော်တို့ကိုပဲကျွန်တော်တို့ကတွယ်ပြီးတော့နေရမယ်အဲ့တော့ပြည်သူတွေအနေနဲ့ဆိုလည်းစက္ကဆိုင်ရဲ့ဘလော့ကေတဲ့တင်းနေဖန်နေရပါစေအုံတော့မြုံပါနဲ့ကျွန်တော်တို့ကတော့ရှင်းရှင်းလေးပဲကျွန်တော်တို့ကတော့ဘလို့မှယုံကြည်တာအကြောင်းမရှိပါဘူးလောက်ကဲသူတို့ဘလော့ပဲထထုတ်စက္ကဆက်ကောင်စီကတော့ပြည်သူလူထုကို ဟိုဖိနေဖို့အတွက်ဆိုရင်တော့အချိန်မရွေးဟိုလူထုကိုဒုက္ခပေးဖို့အမြဲတမ်းဆင်သင့်ရှိပါတယ်ဆိုတော့ဒါပြည်သူလူထုတိုင်းဟာတိခါစကားကိစ္စဖြစ်တယ်ကျွန်တော်တို့လည်းအဲ့လိုပဲခံယူပါတယ်လို့ကျွန်တော်တို့ကတော့ဘလို့မှယုံကြည်တာအကြောင်းမရှိပါဘူးလို့ဟုတ်ကဲ့